1948ကျွန်တော်တို့ဗမာနိုင်ငံရဲ့ပထမဦးဆုံးဖွဲ့စည်းပုံအခြေခံဥပဒေပထမဦးဆုံးဆိုတာကျွန်တော်တို့လွတ်လပ်ရေးရပြီးနောက်သုံးတဲ့ဖွဲ့စည်းပုံကိုဆိုတော့တာပါဒီရှေ့မှာဂျပန်ဖွဲ့စည်းပုံတွေပါတယ်ရှိသေးတယ်ထားလိုက်ပါတော့ကျွန်တော်မပြောတော့အဲ့တော့1948ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးတယ်အဲ့ဒါဟာဗမာနိုင်ငံရဲ့ပုံရိပ်ကိုပုံဖော်တဲ့ပို့ချုပ်အောင်စံရေးဆွဲတဲ့ပကြီကားပါ 1948ဖွဲ့စည်းပုံချီရန်ဥပဒေကို1949စက်တင်ဘာ24ရက်နေ့မှာအတီးပြုတ်ပြတ်ထန်းတဲ့အချိန်မှာဒါအလုံးသိတဲ့အတိုင်းဗိုလ်ချုပ်အောင်စာကြဆုံးသွားပြီမရှိတော့သူကဗကြီးကိုအစပြိုးပေးခဲ့ပြီးတော့စုံအောင်မရေးသွားနိုင်ခဲ့ဘူးဗကြီးကရှိနေတယ်ရေးလက်စဗကြီးကတော်တော်စုတ်တန်ကိုင်းတဲ့ပညာရှင်အမျိုးသားကောင်းဆောင်ကြီးဗိုလ်ချုပ်အောင်စာ လောက်ကြံခံရလို့ကြာဆုံးသွားတယ်။ဒါပေမဲ့အဲ့ဒီလိုကြာဆုံးသွားပြီမဲ့ပကြီကားဟာပျက်စီးမသွားဘူး။အဲ့ဒီပကြီကားကိုဆက်ပြီးတော့ဝင်းကြီးချုပ်ဦးနှုကနေပြီးတော့ပုံဖော်ရေးဆွဲခဲ့တယ်။အဲ့ဒီတော့ကတော့ဒါဗိုလ်ချုပ်ရဲ့အယိုက်အရာကိုခံတာပေါ့လေ။ခံပြီးတော့သူကဆက်ပြီးတော့ရေးတယ်။ရေးပြီးတော့1948စက်တင်ဘာ24ရက်နေ့မှာအတီးဖြစ်တယ်။ပြီးတော့ကျွန်တော်တို့ ဇန်နဝါရီလ၄ရက်နေ့1948မှာလွတ်လာရေးယူတယ်အဲ့ဒီအချိန်ကစပြီးဗမာပြည်ကိုတကယ့်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အုပ်ချုပ်ခဲ့တယ်။တာယာလှပတဲ့ဗမာနိုင်ငံဖြစ်ခဲ့တယ်။လှပကောင်းမွန်တဲ့ဗကြီကားတစ်ချက်ဖြစ်ခဲ့တယ်။ဒါပေမဲ့အဲ့ဒီဗကြီကားဟာအဆုံးမတတ်နိုင်သေးပါဘူး။ရေးလို့ပြီးတလောက်ပြီးပြီဒါပေမဲ့အဲ့ဒီဗကြီကားဟာဘောင်မကွက်နိုင်သေးပါဘူး။တေးသေးချာချာကင့်နှင့်တဲတဲ့ တန်ရန်ကောင်းကောင်းတစ်ခုမှမချိတ်ွယ်နိုင်သေးပါဘူး။ဘာကြောင့်လို့ဆိုတော့အဲ့ဒီဖွဲ့စည်းပုံရေးဆွဲပြီးတော့တကယ့် Federal Democracy နိုင်ငံထူထောင်ဖို့ကျွန်တော်တို့မျှော်မှန်းခဲ့တော်လဲပဲ။ကျွန်တော်တို့တိုင်းပြည်မှာ1950ပြည့်နှစ်မှာပြည်တွင်းတောင်းကျမ်းမှုစတင်လာတယ်။ကွန်မြူနတီတော်ခိုလာရာကနေကျွန်တော်တို့ကတော်တော်ကိုကန်ဆိုးတယ်။ဇန်နဝါရီလ4ရက်နေ့မှာလွတ်လာရေးရတယ်1948 1948မတ်လ28ရက်နေ့မှာကွန်မြူနတီစတော်ခိုတယ်။ အဲ့ဒီအချိန်ကစပြီးတော့ကျွန်တော်တို့ပြည်ရဲစစ်ဆက်ဖြစ်တယ်အဲ့တော့အဲ့ဒီလိုပြည်ရဲစစ်ဖြစ်သွားတဲ့အတွက်ကျွန်တော်တို့မျှော်မှန်းခဲ့တဲ့ Federal Democracy တိုင်းငါထူတော်မှုကိစ္စနောက်နေသွားတယ်ဟိုကျအောင်ဆန်းရေးခဲ့တဲ့ပကြီကအဆုံးမတတ်နိုင်ဘူးတို့လိုတန်လန်ဖြစ်နေတယ်ကျွန်တော်တို့ရဲ့ကန်ဆိုးတဲ့ဇာတာက မကုန်သေးဘူးပြည်ရဲစစ်ပြီးသွားတဲ့အခါကျတော့ပတ်စပ်ဖလာနှချမ်းကွဲတယ်ဒီမြေပါစဖလာတန်စီယံပါစဖလာဆိုပါစဖလာနှချံကွဲတဲ့အခါကျတော့ စစ်တပ်ကကြားဝင်လာတော့စစ်တပ်ကိုအုတ်ချုပ်ရေးအာဏာလွှဲပေးလိုက်ရတယ်။ဗိုလ်ချုပ်ကြီးနေဝင်းကိုအိမ်ဆောင်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဆိုပြီးတော့ဝန်ကြီးချုပ်ခတ်နိုင်ငံတော်အာဏာသူ့ကိုလွှဲပေးလိုက်ရတယ်။ဒါပဲလို့ဒါနှစ်နှစ်ပဲကြာပါတယ်1960မှာရွေးကောက်ပွဲပြန်လုပ်တယ်ဖေဖော်ဝါရီလထဲမှာဦးနှုပြန်ပြီးတော့နိုင်တော့ဝန်ကြီးချုပ်ဦးနှုပြန်ဖြစ်ပါတယ်။ပြန်ဖြစ်တော့ ဝန်ကြီးချုပ်ဦးနိုးကစောတော့ကကျွန်တော်ပြောတဲ့ပထမဦးဆုံးဗိုလ်ချုပ်အောင်ဆန်းရဲ့ရေးလက်ဆက်ပကြီကားပြည်တွင်းစစ်ကြောင်ခဏရထားရတဲ့ပကြီကားကိုဆက်ပြီးတော့ရေးဆွဲဖို့ကြိုးစားပါတယ်။အဲဒီမှာရှမ်းကရှမ်းမူဆိုတာတင်လာတဲ့အဓိကတော့ဗျာဖက်ဒရယ်ပေါ့တိုင်းရင်းသားတွေအားလုံးနဲ့ဗမာနဲ့တန်းတူညီမျဖက်ဒရယ်နိုင်ငံတည်ထောင်ဖို့ကိစ္စကိုဦးနိုးကဆက်ပြီးအကောင့်ထဲပေါ်တယ်။အဲဒါလိုအကောင့်ထဲပေါ်တာကိုအဲဒီတော့က တမတော်ရဲ့ခေါင်းဆောင်ဖြစ်တဲ့ဘိုးချုပ်ကြီးနေဝင်းကတိုင်းပြည်ပြိုကွဲအောင်လုပ်တယ်လို့အတိတ်ပဲဖွင့်ဆိုပြီး1962ခုနှစ်မတ်လ2ရက်နေ့အာဏာသိမ်းလိုက်တဲ့အတွက်ခေါဏကဘိုးချုပ်ရေးဆွဲခဲ့တဲ့မမနိုင်ငံရဲ့အမတန်လှပတဲ့ပကြီကဟာလုံးဝဖြည့်စည်ခြင်းခံလိုက်ရပါတယ်1962ခုနှစ်မတ်လ2ရက်နေ့ဟာဘိုးချုပ်ရဲ့ရေးလက်ဆဗမာနိုင်ငံရဲ့ပကြီကမိရှုခံလိုက်ရတဲ့နေ့ဖြစ်ပါတယ် အဲ့ဒီနေ့ကစပြီးတော့ကျွန်တော်တို့ဗမာနိုင်ငံဟာစစ်ကြွန်ဘဝအောက်ကိုပြန်ရောက်သွားပါလေကျွန်တော်တို့ဟာရှင်မင်းကြွန်ဘဝနဲ့စခဲ့တယ်အဲ့ဒီကနေအင်္ဂလိပ်ကြွန်ဖြစ်ခဲ့ရတယ်အဲ့ဒီအင်္ဂလိပ်ကြွန်ဘဝကလွတ်လပ်အောင်လွတ်လပ်ရေးပြန်ရအောင်ကြိုးပမ်းအထောက်ခဲ့တာ73နှစ်နဲ့2လလောက်ပဲခံစားရပါတယ်ပြီးနောက် စစ်ကြုံဘဝကိုကျွန်တော်တို့ပြန်ပြီးတော့ရောက်သွားပါတယ်ကျွန်တော်တို့ရဲ့ရေးလက်ဆပ်ပချီကလည်းလုံးဝအုပ်တုံဖြစ်စီခြင်းခံလိုက်ရပါတယ်ဒါပေမဲ့အဲ့ဒီပချီကားကိုပျက်စီးသွားတဲ့ပချီကားကိုအသက်ပြန်အစာထိုးရေးဆွဲဖို့အတွက်ចောင်းသားတွေစကြိုးပမ်းခဲ့ပါတယ်1962ခုနှစ်ဟလာဇူလိုင်အရေးခင်းចောင်းသားတွေအများကြီးအသက်ခံခဲ့ရတဲ့ ဘီခေเนาะဒါတွေကတော့ကျွန်တော်တမိုင်းတွေဖြစ်တဲ့အတွက်ချုပ်ပြီးပြောပါမယ်အဲ့1962ခုနှစ်ဇူလိုင်7အရေးခေဟာဒါပထမဦးဆုံးစစ်အာဏာရှင်စနစ်ကိုတည်တည်ချာချာဒေါ်လာနဲ့ကျောင်းသားတွေရဲ့လှုပ်ရှားမှုပါပဲအဲ့တော့ဒီဒေါ်လာရေးဆိုတာဟာပမာဏနိုင်ငံအတွက်လှပတဲ့ပကြီကားတစ်ချက်ကိုရေးဆွဲဖို့ကျိုးပန်းအားထုတ်မှုတစ်ခုပါပဲအဲ့တော့62ခုနှစ်ထဲကကျိုးပန်းအားထုတ်လာတယ်တောက်လျှောက်ပဲ ျွန်တော်တို့အနာဂတ်နောက်ထနိုင်ငံသစ်တစ်ခုကိုပြန်လည်တည်ထောင်ဖို့တနည်းအားဖြင့်စစ်ကြုံဘဝကနေလွတ်မြောက်တဲ့လွတ်လပ်ပြီးတော့เนาะတကယ်ပျော်ရှင်ချမ်းမြေ့ဖို့ချမ်းမြေ့ဖို့ကောင်းတဲ့နိုင်ငံတစ်နိုင်ငံထူထောင်ဖို့ကြိုးစားခဲ့ပါတယ်။သို့တော်လည်းပဲစစ်အာဏာရှင်စနစ်ရဲ့ပြင်းပြင်းထန်ထန်ဖိနှိပ်မှုတွေကြောင့်ကျွန်တော်တို့အောင်မြင်မှုမရခဲ့။ဒီတိုင်းပဲကျွန်တော်တို့ဟာတဖြည်းဖြည်းတဖြည်းဖြည်းတအိအိနဲ့ကြဆုံးလာတဲ့အနေအထားမျိုးပဲ ပြည့်ဆိုင်နေရပါတယ်ဒါခင်ဗျားတို့အားလုံးသိပါတယ်